Foi, foi! ါပါမိုး channel လေးရင်ကြိုဆိုလိုက်ပါရဲမိုးခုတစ်ဆက်ပြင်တဲ့ video လေးကတော့ငလျင်လှောက်သွားလို့ပေါ့နော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့မန္တလေးအဆိုးဆုံးပေါ့နော်အဲနိုင်ငံသားမှာဆိုလို့ရှိရင်တော့ဘန်ကောက်ပေါ့နော်မန္တလေးမှာဆိုလို့ရှိရင်လည်းတိုက်တီဗျူဒီစကိုင်းတရားပဲပြုတ်ကြပေါ့နော်အဲဒီ video လေးကိုအဆုံးထိလည်းပဲကြည့်ရှုပြီးခွင့်ခေါ်ပါရရှင့် video လေးနဲ့ပတ်သက်ပြီးထမင်းဆက်ချက်ကလေးတို့ video လေးကအမ comment လေးရေးပြီးပို့တောင်းဆိုပါရရှင့် video လေးကိုကြည့်လက်ကြရအောင်နော်哦。Oh. ကြငငရင်လှောက်တာနော်ဘလောင်းမမကြသေးဘူးလှောက်သွားတာကြည့်လိုက်ကြမငရင်လှောက်တာကျွန်တော်ဥချန်နော်အဲဒီပါရမဲသင်းရမဲသင်းကွာဂရင်ဂရင်ရွာနော်ဂရင်ပါမှာကြည့်လိုက်ကြည့်လိုက်ငရင်ကြောင်းကြောက်စရာကြီးနော်အိမ်ပေါ်မှာလေဟိုမှာကြည့်အိမ်ပေါ်မှာဆိုကျွန်တော်တို့ဆိုလေပိုလိုပလက်လန်ပြီးအောက်ကိုအလူးအလိမ့်ပြုတ်ကြတာနော်ဒီမှာကြည့်လိုက်မကြည့်အောင်မြင်ငရင်ကြောင်းနော်လှောက်တာနော်ခဏလေးပဲနော်ဘလောင်းမမကြအောင်လူတွေကြောက်စရာကောင်းတယ်နော်အဲ့ဒီမှာကြည့်လိုက်အောက်ကန်နေရရေဆိုတစ်စက်မှမကြအောင်ဒီဘက်ထဲကိုပွင့်ထွက်လာမကြည့်မြင်ငရင်ကြောင်းကြီးကြောက်စရာကြီးကြည့် အခုမှဖြစ်တာနော်ဆွချင်းအကောင်ကြီးနေရဖြစ်တာကြည့်လိုက်အမှနော်ဒီတကြောလုံးကွာဒီမှာကြည့်လိုက်မကြည့်တာကားကိုတော်ဆိုနော်ကိုတော်ခုမှလှုပ်ထားတဲ့ကိုတော်ဒီဘက်ကိုရွေ့လာတာတွေ့လားမကြည့်လိုက်ကြောက်ရရင်တော့လူတွေနော်လူမျိုးကွာကြည်လားအိမ်ပေါ်မှာနော်နေဖို့မဟုတ်မှဖြစ်တယ်ကျွန်တော်တို့ဆိုတာအစင်းပြေးတယ်လုံးဝမမီဘူးအရာတော့ကွာဘာမှတော့ဖြစ်မသွားဘူးဒီမှာကြည်လိုက်ဒါကဂိုးတောင်ထဲမှာနော်ဒီမှာနော်ဒီမှာကြည်လိုက်ဒီလိုဒီလိုထချမ်းနေကွယ်ွာဟိုမှာလမ်းကွာကြည်လား အေးစားချင်းပောင်းအိမ်လန်းဆိုလို့ရှိရင်ထပ်ပိုင်းပြတ်သွားသည်လားဟုတ်ပါမှာထပ်ပိုင်းပြတ်သွားပြီမကြည့်လိုက်ဒီအိမ်ကလေမပြိုပဲနဲ့ကွာရင်းထိုးနေအိမ်ပြိုရင်တော့ကွာကျွန်တော်တို့ဒါတေတေလောက်တယ်ဒီလားအိမ်ပြိုရင်တော့အဲဆိုကျွန်တော်တို့အိမ်ပေါ်မှာနေနေရလေဘလုံးမလဲဆင်းလို့မရတော့ဒီဟာကြီးကလုံးဝလေရင်းထိုးပြီးတော့ကွာသွားတာဒီလားကြောက်စရာကြီးဒီလားဒါကားတွေကားတွေပေါ်ဆိုင်ကလေးလဲပြီးတော့ပြိုပြီးတော့ပြကြမကြည့်လိုက်ငင်းငင်းရောဆိုလဲထပ်ပိုင်းနေပြတ်သွားကွာဒီလားတော်တော်လေးကွာဒီလားအိမ်ကတော့ ဘာမှတော့မဖြစ်သေးဘူးเนาะနေနေလို့ရသေးတယ်ကြီးအကုန်လုံးဒီလာအဲ့လိုလမ်းနေဆိုလေခချမ်းနေကွအိမ်ပေါ်မှာဆိုပစ္စည်းတွေဘာတစ်ခုမှရနေရမရှိအောင်เนาะအကုန်ပွင့်ထွက်ကုန်တာကြောက်စရာကြီးတော့လှုပ်တာလေဟိုလိုလှုပ်တာမဟုတ်ဘူးဒီလာကားကြမ်းကြမ်းစီးလို့ရှင်ကွာဒီလိုရိမ်းပြီးရောလေเออกากาเจญญซีโลရှင်ยิงမျောလေဒီလားအဲ့လိုဘုံတိုင်းကျဲနေပုံစံမကြည့်သူအက်သွားတဲ့ကြောင်းတွေကိုကြည့်နော်ကြည့်အဲ့ဒါအကုန်လုံးထိုးခွဲသွားတာဒီလားအောက်ကမှရေချိုးတဲ့လူတွေဆိုလို့ရှင်လွင့်ထွက်ပြီးတော့ နွင်းထွက်ပြီးတော့ပြစ်လဲဆိုဟိုဘက်တကြောတွေကိုမကြည့်လိုက်ဒီမှာနော်အဲကျွန်တော်တို့အိမ်ဆိုအဲ့လိုဖြစ်သွားကြည့်လိုက်ဒီမှာတို့လားတောက်ရိုးတွေပါလေဆိုလို့ရှိရင်ကွာအကုန်ကွဲမကြည့်ဒါတွေနော်အဲ့လိုတွေမကြည့်လိုက်ကွာကြည့်ကြောက်ရအောင်တော့ပြောပြရနော်ပေါက်ပန်း50မှန်းမို့ပြောတာမဟုတ်ဘူးဒီမှာကြည့်လိုက်ကြည့်လားမပြမယ်နော်ဒီအပေါ်တက်ဆိုကွာဂျိန်းထိုးနေရတိလားဘာဆိုရင်ဘာမှကျွန်တော်တို့ကဒီအပေါ်မှာရှိနေရကွာကြည့်လားမကြည့်လိုက်အမကြည့်ဂျိန်းထိုးနေရကြည့်လိုက်အမကြည့်လိုက်နော်အကုန်လုံးအကုန်လုံးအဲ့တိုင်းနေဖြစ်ကုန်တာကြည့် အကုန်လုံးကွာဒီလားအဲ့တော့ယမဲနေယမဲနေမြို့ကွာကရင်စာချင်းပေါက်ရင်အဲ့အဲ့အဲ့ကြောမှာနော်ဒါကျွန်တော်တို့ခြံဆိုအဲ့ထိတ်တဲ့တဲမှာရွာလူတွေတော့ဘာဖြစ်လဲတော့အတန်မကြားသေးဘူးဗျာဒီမှာကျွန်တော်ကနည်းနည်းရွာနဲ့နှမ်းဝေးတော့ကြောက်စရာကြီးကွာတကယ်ဒီတကယ်ကြောက်စရာကြီးဒီလားဘာနဲ့မှမတူဘူးတခါမှလည်းမကြုံဘူးပထမဆုံးကြုံဘူးလားဘာဖြစ်မှမသိလို့ထပ်ပြေးချိန်တော့မရဘူးနော်အဲ့ဒီအိမ်ပေါ်မှာလေးသဘောတဲ့ကိုလှိမ့်တယ်လို့မျိုးလှိမ့်ပြီးတော့ပတ်ချရေးလဲပြီးတော့အော်ဟစ်နေရနော်

đồ chơi đồ chơi này đồ chơi cái áo này đây mà Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn

<coughs> <mà. coughs> à, đây nó hiểu vậy đây nó hiểu vậy cái gì ra đây à cái vị nhiều màu màu cái gì mà cô lên lâu đời làm mà cô nhìn ra vậy nó chưa có gì đây nó hiểu vào à tổ đi vậy ngà lũ mà luôn được không thấy không ạ xin ba là ba của... ừ, không tay gì kêu mày lồ lông mày lên Chú ơi, con đi về chú ơi C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 hú ơi လုံးပါငါလေးလှုပ်နေတာမင်းလေးပါငလေးကမပြီးသေးဘူးတော့ငလေးကမပြီးသေးဘူးကြံသေးတယ်ဒီနေရာဒီနေရာကောင်းတယ်တိုက်တုတ်ကြိုက်တောင်းတော့ဒီနေရာလွတ်တယ်ဒီနေရာလွတ်တယ်ဟုတ်တယ်ငလေးကနည်းနည်းထပ်လို့နေတယ်ပျုံပါသီးလားပျုံမဲ့နေတာခုနကခေါင်းနှဲ့ထားပြီးွားပြီ าฟูดค่ะถล่มในเจเจมอนเฮ้ยยินฟันหันเฮ้ยคนที่อยู่ตรงนั้นมีใครเป็นอะไรหรือเปล่าเฮ้ยมีใครเป็นอะไรเปล่าไม่รู้ตึกโดนแล้วไปคาฟูนค่ะรีบวิ่งค่ะติดถลมสารนะ ่ะไปค่ะพี่ วิ่งค่ะมันฝุ่นค่ะအခုမြန်မာနိုင်ငံမှာအလွန်အင်အားပြင်းထန်တဲ့ငလျင်လှုပ်သွားပါတယ်။ Magnitude 7.7 scale ရှိတဲ့ငလျင်ကြီးကဒီစကိုင်းမြို့ကနေ20 km ကိုဗဟိုပြုတ်ပြီးတော့လှုပ်သွားပါတယ်။ ဲ့အတွက်လည်းအနာမအင်းဒီဂျီနိုင်ငံတွေအားလုံးကလည်းဒီငလင်တန်ကိုခံလိုက်ရပါတယ်အဲ့တော့ဒီတည်င်းတွေမှာပါတာပေါ့နော်ဒီငလင်တန်ကဘလောက်ပြင်းလဲဆိုရင်ထိုင်းမှာတော့ထိုင်းကအထက်မြင့်မှာအလုံးလုံးနေဝန်ထမ်းတွေကအောက်ကိုဆင်းပြီးတော့ပြေးရတဲ့အစင်းလောက်အထိရောက်သွားအဲ့တော့ဦးကပြောချင်တာကမြန်မာနိုင်ငံမှာရှိတဲ့ရန်ကုန်မြို့မန္တလေးမြို့ဒီပြည်နယ်အတိုင်းထဲမှာရှိတဲ့အထက်မြင့်တိုက်တွေမှာနေတဲ့ပြည်သူတွေအားလုံးသတိထားကြပါတခုခုဆိုရင်အမြဲတမ်းတက်တက်ကြွကြွနဲ့ဟောဒီငလင်တန်ကနေကာကွယ်နိုင်အောင် စူးစမ်းကြပါလို့ဦးဟာသတိပေးခြင်းပါတယ်ပြည်သူအားလုံးကြမ်းမာကြမ်းသာကြပါစေဦးဟာတော့အားလုံးဘေးကင်းရန်ကင်းနဲ့တဘာဝဘေးအန္တရာယ်ကြီးရလေးကင်းဝေးပါစေလို့ဦးဟာဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါ29ရက်နေ့ကျရင်နေကြမယ်လို့ပြောထားတယ်နေကြတာကတော့ကျွန်တော်တို့ဘမာဘီမာတော့ဒီလောက်ထိတဲရောက်မှုမရှိဘူးဒါပေမဲ့လည်းနေကြတာကြတာပဲလေနော်ရှောင်ရမယ့်အားတွေ နော်ဆောင်ရမယ့်ဟာတွေနော်ဘယ်သူတွေကရှောင်ရမှာလဲအဲ့ဒါလေးတွေနည်းနည်းပါးပါးပြောပြမယ်ဗျာနော်ခင်ဗျားတို့လည်းအားထောင်ကြည့်ပါနော်စနေနေ့ဖြစ်တယ်နေချက်တနေ့က29ရက်နေ့ကစနေနေ့ဖြစ်တယ်စနေဂျိုကနေပြီးတော့အာရာသီပြောင်းမှာလည်းဖြစ်တယ်အကြီးအကျယ်ပြောင်းလဲဖြစ်မယ်ရဲ့ဒီနေ့ကလေအဲ့ဒါကိုစနေဂျိုပြောင်းမှာကိုပြောတာနော်သူက spices ရာဒီကိုပြောင်းမှာဆိုတော့ spices သမားတွေလည်းနည်းနည်းပါးပါးတော့ဘေးဥဆိုင်ရမယ်ဗျာစားတာတောက်တာလေးတွေနော် 3နိုင်မှ6နိုင်အတွင်းပေါ့ဒီ3နိုင်လေးနည်းနည်းပါးပါအစားတောင်းလေးတွေစင်ချေပေးပါကုန်းဆောင်အမျိုးသမီးလေးတွေလည်းအပြင်းမမထွက်ပါနဲ့နေရောင်ကိုမကြည့်ပါနဲ့အဲ့ဒါလေးတွေရှိတယ်နောက်အာဆောင်ရမယ်ကကျတော့ဘာတွေဆောင်ရမှာလဲဆိုရင်ဆောင်ရမှာတဲ့လုံရမယ်အလုပ်ကိုပြောနေတာပေါ့နော်တကယ်လုံးပရိစိတ်တာအတိတ်ထံဝင်တဲ့လူတွေရှိတယ် အဋိဋ္ဌံအောင်ခြင်းနဲ့အဋိဋ္ဌံမြောက်ခြင်းနဲ့ဆိုရင်၃နိုင်မှာ၆နိုင်ဒီကိုအဋိဋ္ဌံပြုပြီးတော့ပတိလေးတွေစိတ်လို့ရတယ်ဂုံတော်၉ပါးတွေဖြစ်ဖြစ်ပါဖြစ်ဖြစ်ဗျာကိုယုံကြည်ရယုံကြည်ရပေါ့နော်အဲ့ဒါလေးတွေစိတ်ရင်အဋိဋ္ဌံမြောက်တယ်လို့ရေးထားပါတယ်ဗျာနော်နောက်တစ်ခါအစားတောက်လေးတွေကိုလည်းတတ်နိုင်တော့၃နိုင်မှာအဲ့ဒီ၃နိုင်မှာ၆နိုင်ဒီချက်တာပြုတာမဟုတ်ပဲနဲ့ ိမ်မှာကိုယ့်အိမ်မှာပြောတာပေါ့နော်ဆိုင်သမားတွေတော့ပြောတာမဟုတ်ပါဘူးကိုယ့်အိမ်မှာတတ်နိုင်ဒီကြားထဲမှာမချက်ပါနဲ့ကျွန်တော်တို့ကတော့နှစ်နိုင်နောက်ပိုင်းအမြဲတမ်းလဲဓမ္မမစားဘူးဒီအာဒီနေ့ဒီရက်ဆိုရင်တော့ပူဆိုးပေါ့ဗျာစားကုန်မစားဘူးနော်တဲ့ရက်လေးမစားတာဘာမှမဖြစ်ဘူးနော်စားလိုက်တဲ့တောက်လိုက်တဲ့ဆိုရင် तू က virus စလီပါတွေထိနိုင်တယ်အဲ့ဒါမျိုးတွေလေးရှိတယ်အဲ့ဒါမျိုးကြတော့အခြေကြီးပေါ့ဗျာနော်ခြေပြောပြနေရင်လေဒီ TikTok မှာ3မိနစ်နဲ့မပြီးနိုင်လို့လीနော် ကျွန်တော်တည်တဲ့လောက်ပြောပြပေးတာဗျအဲ့ဒီနေ့ကတော့နည်းနည်းလေးတော့အာရဲ့အပြောင်းလဲကဂျိုးအပြောင်းလဲရှိနေတော့လေနည်းနည်းတော့အခက်အခဲဖြစ်နိုင်တယ်ဗျာနည်းနည်းပါပါအစားတောက်လေးတွေရှောင်ပေးပါနေဦးမကြည့်ပါနဲ့နော်အဓိကစနေသားသမီးရဲ့ Pisces ရာသီရှိတဲ့လူရဲ့ပုံဆောင်မျိုးသမီးတွေရဲ့သူတို့ကအရေးကြီးတယ်ဗျာသူတို့ကရှောင်ပေးဖို့နေဦးမကြည့်ဖို့အပြင်မထွက်ဖို့ပေါ့နော်နောက်တစ်ခါ ပฏิစိတ်တဲ့ပုဂ္ဂိုလ်တွေပฏิစိတ်ပါလို့အကြံပြုရင်းနဲ့အားလုံးစမ်းမချမ်းသာပါစေဗျာယေရှုတင်ပါတယ်ဒီမှာတဲ့ကြောင်းမဲ့ဖွဲ့ကောင်းလောက်အောင်မြင်းငလျင်ကြီးတုံလှုပ်သွားတာဘာကြောင့်လဲဘာအကြောင်းများရှိလို့ပါလဲလို့အကြောင်းတရားကိုသိခြင်းလို့မြင်ပြန်အေးသဘာဝအားဖြင့်လောကဒီကနေ့ထီအောင်မြင်းငလျင်တုံလှုပ်တယ်ဆိုတာရှိတာကြည့်ဘာကြောင့်လှုပ်တယ်ဆိုတာ အကြောင်းမျိုးမျိုးရှိတိုင်းနေပေါ့မြတ်စွာဘုရားကရှန္ဒနာရဲ့မိကုံးကိုအေးစိစိပဲဖြေကြတယ်အနန္ဒာငရင်လှုပ်ဖို့ဆိုတာအကြောင်းရှစ်မျိုးရှိတယ်အဲ့ဒီထဲကအကြောင်းတစ်မျိုးမျိုးကြောင့်လှုပ်ထားတာဖြစ်တယ်ပေါ့သူကသူလှုပ်တာမဟုတ်ဘူးဘာကြောင့်မဲလှုပ်လို့အကြောင်းတစ်ခုတော့ရှိတယ်အေးခုခေတ်ဒီကြတော့အမျိုးမျိုးအဖြေထုတ်ကြမှာပေါ့ ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအမျိုးမျိုးဖြေထုတ်တယ်။မြတ်စွာဘုရားကငရင်လှုပ်ခြင်းရဲ့အကြောင်းတွေကိုဖြေထုတ်ပေးထားတာရှစ်မျိုးရှိတယ်။ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအဲ့ဒီနေရာမှာရှင်အနန္ဒာကိုမြတ်စွာဘုရားက ရှင်းပြတယ်။အထခောအနန္ဒဟေတုမဟာတောဘူမိသလတ္တပါတုဘာဝါယကြီးမားတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာဟာ အကြောင်း၈မျိုးရှိတယ်အဲ့ဒီအကြောင်း၈မျိုးတည်းကတမျိုးမျိုးကြောင့်လှုပ်နိုင်တယ်အကြောင်း၈မျိုးကိုမြတ်စွာဘုရားက ရှင်းပြတဲ့အခါမှာသဘာဝအကြောင်းတစ်ခုကိုရှင်းဦးစွာရှင်းပြတယ်သဘာဝအကြောင်းတစ်ခုဆိုတာဘာလဲလို့ဆိုရင်ဒီကဘာမြေကြီးရဲ့တည်နေပုံကို ပထမရှင်းဦးစွာမြတ်စွာဘုရားရှင်းပြတယ်အယံမဟာပထဝီဥဒေကေပဋိဋ္ဌိတာဟောဒီကဘာမြေကြီးဟာ ရေပေါ်မှာတည်ရှိနေတယ်နော်ကဘာမြေကြီးကရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်ပေါ့ဘယ်နေရာမှာပဲဖြစ်ဖြစ်ရေတွင် တူးကြတယ်လေအဝိဇ္ဇီတွင်နေတူးတယ်ဆိုမြေကြီးအောင်မှာရေတွေရှိနေတယ်ဆိုတာပြောလို့ရတာပဲပြီးတော့အခုခေတ်သိပ္ပံနေနဲ့ကြီးလိုက်မယ်ဆိုရင်ဒီကဘာမြေကြီးဆိုတာအာ the planet ခေါ်တာကဘာဂျုံလို့ အဲ့ဒီကဘာကျိုကြီးကတကယ်ကြည့်မယ်ဆိုလို့ရှိရင်အခုကောင်းကင်ရံကမြင်နေရတဲ့လာကြီးလိုပဲအဝေးကနေကြည့်လို့ရှိရင်အဲ့ဒီပုံတရံပဲမြင်ရအရင်ကလာ ဆောင်နေလည်းပဲကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါရှင်ဗီဒီယိုတွေမှဆိုလို့ရှင်နော်ငလင်လို့လို့ပေါ့နော်လူတော်တော်များများလည်းအသက်ဆုံးရှုံးသွားပြီပေါ့နော်အရောက်မှကြောက်စရာကောင်းပါတယ်အခုကြည့်နေတဲ့အမျိုးတွေဘက်ကငလင်လို့လားမလို့လားဆိုတော့ comment လေးမှာရေးပြီးပို့တောင်းဆိုပါရှင်ဗီဒီယိုလေးကိုဆောင်နေလည်းပဲကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါရှင်နောက်ထပ်လည်းမိုးဆက်တဲ့တဲ့နေဟာတာဗီဒီယိုတွေဘဟုတုတ္တရရစရာဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးသွားမှာမို့မိုးက channel လေးကို like subscribe နဲ့တောင်းပို့တောင်းဆိုပါရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား